မင်္ဂလာပါရှင်ဒီနေ့ရမ်းစာထဲကအဖူးတန်တဲ့အသိပညာတွေကိုအတူတူစူးစမ်းလေ့လာဖို့ကြိုဆိုပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျမတို့ကြည့်ကြမယ့်အကြောင်းအရာကတော့ဖိလစ်ပိဩဝါဒစာအခန်းကြီး၄ခေပါတယ်ကျမတို့လက်ထဲမှာအချက်လက်ကြီးရှိပါတယ်ဒါတွေကတော့ကျမ်းစာသင်ကြားရေးအဖွဲ့အစည်းတစ်ခု The Wise Believers ကနေပြုစုထားတဲ့မဆုလေပေါ့ဟုတ်ကဲ့ဒီအခန်းကလေး တကယ်ကိုအဲလက်တွေ့ကြတယ်လို့ပြောကြတယ်ခရစ်စတန်တယောက်ရဲ့နေစဉ်ဘဝမှာစွန့်ရင်တော့ဂါဒီကိုဘလို့ကြောက်လွမ်းမလဲအတွင်းစိတ်ရဲ့ငြိမ်သက်ခြင်းကိုဘလို့ရှာတွေ့မလဲပြီးတော့ဟိုဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ရောင်ရည်တင်တင်နိုင်တယ်လို့ဝတ်ချက်ပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့ကိုဆွေးနွေးကြည့်ကြမှာပါတကယ်စိတ်လို့ရှာစရာခေါင်းစဉ်တစ်ခုပါအမှန်ပါပဲဖိလိပ္ပိအခန်းကြီးလေးကရှင်ပေါ်လို့ရေးခဲ့တဲ့ဒီအိုဝါရစာရဲ့အဆုံးသက်ပိုင်းဆိုပေမဲ့အလွန်အားရှိစရာကောင်းပြီးတော့ ဟုတ်ကဲ့လက်တွေ့ကြတဲ့တွင်တင်းမှုတွေစုစည်းနေတဲ့အခန်းတစ်ခုဖြစ်ပါတယ်ဆိုတော့လေယုံကြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဝိညာဉ်ရေးရာတည်ငြိမ်မှုအတွေ့အဓိကကြတဲ့အချက်တွေကိုဒီထဲမှာတွေ့ရမှာပါကောင်းပါပြီကဲဒါဆိုရင်ဒီမဆုတွေထဲကအဓိကအချက်လက်တွေကိုအတူတူဆွေးနွေးကြည့်ကြအောင်ဒီအခန်းကြီးလေးတစ်ခုလုံးကိုခြုံပြီးနားလည်ရလွယ်အောင်လीဘလို့အပိုင်းကြီးခွဲကြည့်လို့ရမလဲဒီအခန်းကိုအဓိကအပိုင်းအဲ၃ပိုင်းလောက်ခွဲကြည့်လို့ရမယ်ထင်တယ် ်ပထမပိုင်းကတော့နောက်ဆုံးတိုက်တွန်းချက်တွေပေါ့နော်ညင်းသက်ချင်းအကြောင်းဒါကအခန်းငယ်တက်ကနေကိုอืมဟုတ်ကဲ့ဒုတိယပိုင်းကတော့ရှောင်ရဲချင်းရဲ့ရှိုးအချက်အခန်းငယ်10ကနေ7အာဟုတ်ကဲ့နောက်ဆုံးတတိယပိုင်းကတော့ကျေစုတင်စကားနဲ့ညီကုန်းချို့အခန်းငယ်14ကနေ23အဲ့လိုတွန်းပိုင်းချင်နေပါတယ်ကောင်းပြီပထမဆုံးအပိုင်းအခန်းငယ်10ကနေ9အရင်ကြည့်ကြရအောင်ဒီအစပိုင်းမှလေး ေဝတီနဲ့တုံးတုတ်ဆိုရဲအမျိုးသမီးနှစ်ဦးကိုနားမဲတက်ပြီးတော့ကိုတခင်မရ၌စိတ်တူတဘောတူရှိကြဖို့တိုက်တွန်းထားတာတွေ့ရတယ်။ဒါကနေနေတော့အာတိုက်ရိုက်နိုင်လုံးနေလို့ထင်စရာဖြစ်မလား။ဟုတ်ကဲ့။ဒါကလေအထင်းတော်အတွင်မှာလစ်တွေ့ကြုံရနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ပိဋိပတ်ခါတွေကိုတော့ကျန်းစာကရှောင်းမသွားဘူး။ဘလို့ကင်တွေဖြည့်ရှင်းရမယ်ဆိုတာကိုလမ်းကျွန်ထားတဲ့တရကတစ်ခုပါပဲ။ဒီနာမည်တွေတက်ပြော်တာက ပြဿနာရဲ့တိကျမှုကိုရောဖြည့်ရှင်းမှုလိုအပ်နေတဲ့အရေးအတိကြီးတစ်ပေါက်ကိုပါ ပြနေတယ်လို့ဆိုနိုင်တယ်။စီလုံးချင်းဆိုတာကအပေါ်ယံတဘောထမျိုးမဟုတ်ဘူးပေါ့။ဟုတ်ကဲ့။အိုလင်းနဲ့တဲဆိုတာကိုဖော်ပြတယ်။ပြီးတော့သူတို့ခုပြန်တင့်မြတ်ဖို့အကူအညီပေးပါဝန်လို့တခြားယုံကြည်သူတယောက်ကိုအခန်းငယ်တုံးမှာတောင်းဆိုထားတာလေးကလည်းစိတ်ဝင်စားစရာပဲ။အသင်းတော်ရဲ့အပြန်အလှန်တာဝန်ယူမှုဖိမမှုကိုပြနေတာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒီနောက်မှာတော့တခင်ဘုရား၌အစဉ်ဝမ်းမြောက်ကြလော့တပန်ငါဆိုဒီကဝမ်းမြောက်ကြလော့ဆိုပြီးတော့နက္ခတတိအလေးပေးတိုက်တွန်းထားတယ်၄ .4 ဆိုတော့ဘလို့အချင်းနေမျိုးမှမဆိုဝမ်းမြောက်ဖို့ပြောနေတာလားอืมပြီးတော့ဆက်ဖက်လိုက်ရင်လေ မတိအမှုမရမစိုးရင်ကြနဲ့4.6ဆိုတဲ့အချက်ကတော်တော်ထူးခြားတယ်လို့ထင်တယ်စိုးရင်စရာတွေပြည့်နေတဲ့လောကကြီးမှာဒါကိုဘလို့လက်တွေ့လုံနိုင်မှာလဲဒီနေရာမှာအလွန်အရေးကြီးတဲ့ချိတ်ဆက်မှုတစ်ခုတွေ့ရတယ်ခင်ဗျဝမ်းမြောက်ခြင်းစိုးရင်ခြင်းမရှိခြင်းနဲ့ဆူတောင်းခြင်းကြားတာဆက်ဆက်မှုပေါ့ အခန်းငယ်6နဲ့ခုမှာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်ဟုတ်ကဲ့ဆိုရင်စရာတွေပူပန်စရာတွေကြုံလာတဲ့အခါအဲ့ဒီအမှုတွေကိုဖရာသခင်စီယူတော့မယ်ဘလို့နီးနေလဲဆိုတော့ဆူတောင်းခြင်းအစနာခံခြင်းပြီးတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အတူအနံ့ရမယ်အာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဟုတ်တယ်ဆိုရင်နေတဲ့အရာအတတောင်ကျေးဇူးတင်စရာ ရှာပြီးချီးမွမ်းရမယ်ဆိုတဲ့သဘောမျိုးဒီလိုလုပ်တဲ့အခါဘာပြန်ရမလဲဆိုတော့ လူတို့ရဲ့နားလည်နိုင်တဲ့ညံဆွမ်းအားတဲ့ကြော်လွန်းတယ်ဟာဖီးယားတခင်ညင်တဲ့ချင်းဟုတ်ကဲ့အဲ့ဒီညင်တဲ့ချင်းကိုရမယ်လို့ကတိပေးထားတဲ့၄.၇ဒီညင်တဲ့ချင်းကအခြေအနေတွေကိုချက်ချင်းပြောင်းပြစ်တာမျိုးတော့မဟုတ်နိုင်ဘူးပေါ့ ဒါပေမဲ့ယုံကြည်သူရဲ့စိတ်နှလုံးနဲ့အတွေ့ခေါ်တွေကိုခရစ်တော်ယေရှုထဲမှာလုံခြုံအောင်ဆောင်ရှောက်ပေးလိမ့်မယ်လို့ဆိုလိုတာပါ။ဒါဆိုရင်အဲ့ဒီညင်းတဲ့ချင်းကိုထင်းသိမ်းဖို့အတွက်ပေါ့နော်။ကိုယ်စိတ်ထဲမှာဘာလီကိုတွေ့ခေါ်ဆင်ခြင်းနေရမလဲဆိုတာကိုလည်းစပ်ပြီးလိုင်းညွန်ထားတာပေါ့။အခန်းငယ်ရှိမှာစရင်တစ်ခုနဲ့ကိုပြောထားတယ်နော်။မှန်ပါတယ်။မန်တော့အရာ၊မြတ်တော့အရာ၊ဖြောင့်မတ်တော့အရာ၊တန်ရှင်းတော့ချစ်ဆွတ်တော့အတေရရှိတော့ဂုံကျေးစုနဲ့ချီးမွမ်းတဲ့ ချီးမွမ်းတို့ချီးမွမ်းခြင်းပါတဲ့အရာတွေပေါ့ဒါကိုခုနပြောသလိုစိတ်ကစကားစစ်လိုမျိုးတုံးရမလားဘာကြောင့်ဒီလိုတွေးခေါ်မှုမျိုးကအရေးကြီးတာလဲတည်အေးကြပါပဲအဲ့ဒီဆိုင်ရင်ကကိုယ့်ရဲ့အတွေးကဘာကိုစီမံခန့်ခွဲဖို့တကယ်လက်တွေ့ကြတဲ့လမ်းညွှန်ချက်တစ်ခုပဲကျွန်တော်တို့တွေးတောနေတဲ့အရာတွေကကျွန်တော်တို့ရဲ့ခံစားချက်တွေစိတ်အခြေအနေတွေနဲ့နောက်ဆုံးမှလုပ်ရက်တွေကိုတိုက်ရိုက်ပုံဖော်တယ်လွမ်းမိုးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်လောကမှာရှိနေတဲ့အပြတ်တိုးဆောင်တဲ့ စိတ်သက်ကြစေတဲ့တန်တရားဖြစ်စေတဲ့အတွေ့အကြုံစားဖို့လေဖျားသခင်ရဲ့စံနှုန်းနဲ့ကိုက်ညီတဲ့တိဆောက်စရာဖြစ်တဲ့ကောင်းမြတ်တဲ့အရာတွေကိုပဲတတိရှိရှိ recap ပြီးအာယုံစိုက်ခြင်းအောက်ထင်ခုနကပြောတဲ့ဖျားသခင်ပေးတဲ့ငင်းသက်ခြင်းကိုကိုယ်စိတ်ထဲမှာထိမ့်သိမ်းထားနိုင်မှာဖြစ်တယ်။อืมအခန်းငယ်ကိုမှဒါကိုလက်တွေလို့ဖို့ထပ်အားပေးထားသေးတယ်။ရှင်ပေါလုစီကတင်ယူခဲ့လက်ခံခဲ့ကြားသိခဲ့မြင်တွေ့ခဲ့တဲ့ အတတပုံတသက်တွေကိုလိုက်ရှာချင်းတုံးရင်ငိမ့်သက်ချင်းရဲ့ဖျားသခင်ကိုတော်တိုင်သူတို့နဲ့အတူရှိနေမယ်လို့ဆိုထားတယ်။ဒါက theory မဟုတ်ဘူး။လက်တွေ့ကျင့်ကြံရမယ်အတတပုံစံဖြစ်ပါတယ်။ရှင်းသွားပါပြီ။ဆိုတော့ဒီအတွေးတွေကိုထိန်းချုပ်ဖို့ဆိုတာတက်ကြွတဲ့စ조사အထုံမှုလိုအပ်တာပေါ့နော်။ ကောက်ပြီးဒုတိယအပိုင်းကတော့ရောင်ရဲချင်းရဲ့ရုပ်ရချက်၄ဒသနှစ်တစ်ဆက်ပုံဟုတ်ကဲ့ဒီအပိုင်းမှာရှင်ဘောလုတ်ကဖိလစ်ပိယတင်းတော်ကသူ့အတွက်ထောက်ပံ့မှုတွေပြန်လဲပေးဖို့တဲ့ဝါမြောက်ချောင်းပြောရင်နဲ့သူ့ကိုယ်လိုင်ကအချင်းနဲ့မျိုးမျိုးမှာရောင်ရဲတင်းတင်တက်ဖို့တင်ယူတက်မြောက်ခဲ့ပြီဆိုတဲ့အကြောင်းပြောထားတယ်ပြီးတော့ကဘာချောချမ်းပိုက်ဖြစ်တဲ့အချနှုတ်ကိုခွန်အားနဲ့ပြည်ဆောင်စေတော်မူသောခရစ်တော်အားဖြင့်အလုံးစုံတို့ကိုတတ်နိုင်ဤ၄၀တုံးပါလာတယ်။ဒီချမ်းပိုက်ကိုလူတော်တော်များများကြားဟုကြပြီးကိုစီနားလည်မှုတွေရှိနိုင်တယ်နော်။ ဟုတ်ပါတယ်ဒီ43ကြံပိုက်ကအယံကို လူတိများပြီးအားပေးစကားအဖြစ်သုံးကြပြီမဲ့သူ့ရဲ့မူရင်းစကားဆက်အခြေအနေ context နဲ့နားလည်ဖို့အလွန်ရည်ကြီးပါတယ်အင်းဟုတ်ဒီကြံပိုက်ဟာကိုဖြစ်ချင်သမျှ ကိုလှုပ်ချင်သမျှအရာအားလုံးကိုလောကီမှာအောင်မြင်အောင်လုပ်နိုင်တယ်ဆိုရဲစူပါပါဝါပေးတဲ့ကြမ်းချက်မျိုးမဟုတ်ပါဘူးသူရှိကအခန်းငယ်၁၁နဲ့၁၂ကိုပြန်ကြည့်ရင်လေရှင်ဘောလူကစင်းရဲချင်းဖြစ်စေချမ်းသာချင်းဖြစ်စေပိုက်စားသည်ဖြစ်စေဝါဖြို့သည်ဖြစ်စေလိုအပ်နေသည်ဖြစ်စေ ပြည့်လန်းနေသည်ဖြစ်စေကြုံတွေ့ရတဲ့ဘလို့အခြေအနေမျိုးမှမဆို ရောင်းရဲပင်းတိမ်စွာ နေတတ်ဖို့တင်ယူပြီးပြီလို့ပြောတယ်ဟုတ်ကဲ့ အဲ့ဒီတော့အခန်းငယ်73ရဲ့အတိတ်တွေကအဲ့ဒီလိုအခြေအနေမျိုးမျိုးကိုကြံ့ကြံ့ခံရင်ဆိုင်ပြီးအတွင်းစိတ်မှတည်ငြိမ်ရောင်းရဲစွာယက်တည်နိုင်ဖို့အတွက်လိုအပ်တဲ့ခွန်အားကိုခရစ်တော်ကပေးလေဆိုတဲ့အတိတ်တွေဖြစ်ပါတယ်။ဟောဒါဟာအခြေအနေတွေပြောင်းလဲတတ်ပေမဲ့မပြောင်းလဲတဲ့ခရစ်တော်အထယ်မှာအမစ်တွယ်နေတဲ့အတွင်းစိတ်ရဲ့တည်ငြိမ်ရောင်းရဲမှု contentment ပေါ့နော်အဲ့ဒါကိုဆိုလိုတာပါ။ဒါတည့်ရက်ကိုအရေးကြီးတဲ့ရှင်းလင်းချက်ပဲ။ လူတွေအလွဲတကူမားပြီးကိုးကားတတ်တဲ့ဂျင်ပွိုက်တစ်ခုရဲ့နှဆိုင်တဲ့အသေးပဲကိုတိခွင့်ရတာတန်မှုရှိပါတယ်။ဆိုလိုတာကအပြင်းမအခြေအနေတွေဘလို့ပဲဖြစ်နေနေအတွင်းစိတ်ရဲ့ခနိုင်ရည်နဲ့တည်ငြိမ်မှုကိုခရစ်တော်ပေးတဲ့ခွင့်အားနဲ့ရနိုင်နေဆိုတဲ့သဘောပေါ့။ဟုတ်ပါတယ်ဟုတ်ပါတယ်။ကောင်းပါပြီ။ဒါဆိုတတိယပိုင်းဖြစ်တဲ့ဂျေဆုတင်စကားနဲ့ဤကုန်းချို့၄.၄၃ကိုဆက်ကြည့်ရအောင်။ဒီမှာဖိလိပ္ပိသားတွေရဲ့ရရော်တဲ့ပေးကမ်းမှုကိုရှင်ပေါ်လူကချီးကျူးထားတယ်။ သူတို့ရဲ့လိုအပ်ချက်တွေကိုလည်းဘုရားပခင်က ပြန်လဲဖြည့်ဆည်းပေးမယ်ဆိုတဲ့ကတိစကားလည်းပါဝင်နေတော့မှန်ပါဒီအပိုင်းမှာပေးခန်းခြင်းရဲ့ဝိညာဉ်ညာတန်ဖိုးကိုရှင်ပေါလုကမိမောင်းထုတ်ပြထားတယ်ဖိလိပ္ပိအသင်းသားတွေဟာရှင်ပေါလုရဲ့သာသနာပြုလုပ်ငန်းအစောပိုင်းကာလတွေကတည်းကသူရဲ့လိုအပ်ချက်တွေအတွက်တခြားအတင်းတော်တွေထက်ပိုပြီးတော့တစိမ့်မမတ်ရက်ရော်စွာထောက်ပံ့ခဲ့ကြတယ်ဟုတ်ကဲ့ဒီထောက်ပံ့မှုဟာငွေကြေးအကူအညီတတ်တတ်ထက်ပေါ်ပါတယ် ရှင်ပေါ်လူကဒါကိုဖျားသခင်ရှင်မှာမွေးကြိုင်တဲ့အနတ်လက်ခံတော်မူဖွယ်တော်နှစ်သက်တော်မူဖွယ်တော်ပူဇော်တက်က sacrifice ထက်တယ်လို့အခန်းငယ်ချက်ဆက်မှာတင်စားပြောဆိုတယ်။အော်ဒါကသူရဲ့ပေကမ်းမှုဟာဖျားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းတမျိုးဖြစ်တယ်လို့ဆိုလိုတာပေါ့။သူရဲ့ဒီလိုရဲတော်မှုယုံကြည်ခြင်းနဲ့လွတ်ဆောင်မှုအတွက်ဖျားသခင်ကလည်းသူရဲ့လောအပ်တမျှကို ကိုရောရဲ့ဘုန်းစီစဉ်နဲ့ညီခရစ်တိုယေရှုအပြင်အံ့ဩဖွယ်ပြည့်စုံစေမှာဖြစ်တဲ့၄.၉ဆိုတဲ့ဂရိတော်ကပေကန်လူဒန်းတူရဲ့အတွက်အလုံးအားရှိစရာကောင်းကြီးတစ်ခုပဲ။ဒါဟာပေကန်ချင်းဆိုတာဆုံးရှုံးမှုမဟုတ်ပဲဖျားခင်ရဲ့နေနဲ့တော်အတွက်ဝိညာဉ်ရဲ့ရည်နှီးမြုပ်နှံမှုဖြစ်ကြောင်းပြသနေပါတယ်။အင်းဒီပေကန်ချင်းနဲ့ဖျားသခင်ဖြစ်စီပေးခြင်းကြောင့်ဆက်စပ်မှုကတကယ်စိတ်ဝင်စားစရာပဲ။ကဲဒီအခန်းကြီးလေးတခုလုံးကိုပြန်ပြီးခြုံငုံကြည့်ရအောင်အဓိကသင်ခန်းစာတွေကတော့ ဘလို့အချိန်နီမှာဖြစ်ဖြစ်သခင်ပြား၌အစဉ်ဝမ်းမြောက်ဖို့ရွေးချယ်ခြင်း Okay စိုးရင်ပူပန်မှုတွေကိုစူတောင်းခြင်းနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းအပြင်ဖခင်သခင်ရဲ့နားလည်နိုင်စွမ်းထက်ကြိုလွန်တဲ့ညီတက်ခြင်းနဲ့လဲလှယ်ခြင်းမှန်ပါတယ်ကိုယ့်ရဲ့သွေးတွေကိုအခန်းငယ်ရှိမှာပါတဲ့ကောင်းမြတ်တဲ့အရာတွေပေါ်မှာပဲအာယုံစိုက်ခြင်းအပြင်စိတ်နှလုံးကိုစောက်ရှောက်ခြင်းဟွန်းဟုတ်အစိုးကောင်းအသက်အကြအချင်းနဲ့အားလုံးမှာခရစ်တော်ပေးတဲ့ခွန်အားအပြင်ရောက်ရည်ကျင့်တင်စွာယက်တည်နိုင်ခြင်း ပြီးတော့ရက်ရော်စွာပေးကမ်းခြင်းဟာဖရာသခင်ရဲ့ကောင်းခြင်းနဲ့ဖြစ်စည်းပေးခြင်းကတိတော်နဲ့ဆက်နွယ်နေခြင်းဆိုတာတွေပဲဖွင့်မယ်ထင်တယ်နော်အတိအကျကိုစူးစီးပြီးပါတယ်ခင်ဗျာဒီချက်တွေအားလုံးဟာတိချာစီမဟုတ်ဘဲယုံကြည်သူတွေရဲ့ဘတ်ဆောင်ချန့်ခိုင်ပြီး တည်ငြိမ်တဲ့အသက်တာအတွက်အပြန်အလှန်ချိတ်ဆက်နေတဲ့အရေးကြီးတဲ့ဝိညာဉ်ရေးရာအခြေခံမှုတွေဖြစ်ပါတယ်။ဟုတ်ကဲ့ဒီတင်းတင်ချက်တွေကနေပေါင်း2000နီးပါးကြာခဲ့ပြီဆိုပေမဲ့အခုကျမတို့နေထိုင်နေတဲ့21ရာစုခေတ်ကြီးအတွက်ဘလောက်လက်တွေ့ကျနေစဲလဲဆိုတာကိုနည်းနည်းလောက်ဆက်ဆွေးနွေးကြည့်ချင်ပါတယ်။ဟုတ်ကဲ့ကောင်းပါတယ်။ဥမာအနေနဲ့ပေါ့လေစိတ်ဖြစ်စည်းမှုစိုးရိမ်ပူပန်မှုတွေအရင်ကမြားပြားလာတယ်ဒီနေ့ခေတ်မှာ မိဒီအမှုများမစိုးရင်ကြနဲ့အရာခတ်ထိန်နိုင်ယေစုတော်ချီးမွမ်းမြင်တဲ့တကွဆုတောင်းပတနာပြုကြလို့လေးတချို့ဆိုတာကို လူတယောက်ကဘလို့လက်တွေ့ချင်းစုံနိုင်မလဲစိတ်ထဲမှာစိုးရင်စိတ်တွေတလက်လက်ဖြစ်နေချိန်မှာယေစုတင်ဖို့ဆိုတာမလွယ်လောက်ဘူးထင်တယ်ရှင်။ဒါကတကယ်ကိုလက်တွေ့ကြတဲ့မြေကွက်မှာပဲ။ဒီဂျမ်ပိတ်ကိုလက်လျှောက်ဖို့ဆိုတာတတိရှိရှိနဲ့တက်ကြွစွာရွေးချယ်ဆုံးဖြတ်ရတဲ့ကိစ္စတကူပါပဲ။ active choice ပေါ့နော်။ ဟုတ်ကဲ့စိုးရင်စိတ်တွေပူပန်တော့ကော်ရီစောင့်ဝင်လာပြီဆိုတာနဲ့အဲ့ဒီຢာတွေကိုစိတ်ထဲမှာဆက်ပြီးဖြိုးတောင်မဲ့အစားအလိုအလျောက်ရပ်တန့်ပြီးဖျားတခင်တန်းချက်ချင်းဆူတောင်းခြင်းကိုယ့်ရဲ့လိုအပ်ချက်တွေကိုအတနာခံခြင်းပြီးတော့အဲ့ဒီအခြေအနေထဲမှာတော့မှကျေးဇူးတင်စရာတစ်ခုခုကိုရှာဖွေပြီးချီးမွမ်းခြင်းနဲ့အတူလွဲအပ်တဲ့အလေအကျင့် habit ကိုမွေးမြူရမှာပါအော်အလေအကျင့်လုပ်ရမှာပေါ့ဟုတ်ပါတယ် ဒါဟာတခါလုံးယုံနဲ့ပြည့်ပြည့်စုံသွားမှာမဟုတ်ပါဘူး။ကြွက်သားတစ်ခုကိုလေ့ကျင့်ပေးသလိုမျိုးစင်ဆက်မပြလေ့ကျင့်ရမယ့်ဝိညာဉ်ရဲ့အလေးအကျင့်တစ်ခုပါ။ဒီလိုတတိရှိရှိနဲ့မမှန်လှုပ်ဆောင်သွားခြင်းကစိတ်ပူပန်မှုရဲ့တန်တရာကနေယုံထစေပြီးစံစာမှာဂတိပေးထားတဲ့ဟိုလူညံနဲ့မမိနိုင်တဲ့ညင်းတဲ့ခြင်းကို တကယ်ပဲတဖြည်းဖြည်းလက်တွေ့ခံစားလာစေနိုင်ပါတယ်။အစားပိုင်းမှာတော့အထုံမှုလို့မှာပေါ့။ဒါပေမဲ့လေ့ကျင့်သွားရင် တဟာကိုယ့်ရဲ့ပုံမှန်တွန့်ပြန်မှုပုံစံဖြစ်လာနိုင်ပါတယ်။မေဆိုတဲ့အချက်ကအရေးကြီးပုံပဲ။ပြီးတော့အခန်းငယ်ရှင်းမှာပါတယ်။စင်ရင်ကိုရောရှင်း။တရင်အချက်လက်တွေဆိုရှယ်မီဒီယာတွေဖြိုဖြေးတွေကနေအကောင်းရောအဆိုးရောအတွဲခေါ်ပေါင်းစုံအဆက်မပြတ်ဝင်ရောက်တိုက်ခိုက်နေတဲ့ဒီခေတ်မှာကိုယ်စိတ်ထဲကိုဝင်လာတာတွေကိုစစ်ထုတ်ဖို့ခုနပြောတဲ့စိတ်ရစကားစစ် mental filter အထစ်ဘလို့အသုံးချနိုင်မလဲ။တေချာပေါက်အသုံးချနိုင်ပါတယ်ခင်ဗျာ။အဲ့ဒီအခန်းငယ်ရှစ်က 是蛮多、灭多、票蛮多、担心多、吃素也多、啊对也许多。共结束呢，期末前许多页面下，过也十文三亩。အချိန်နဲ့စိတ်ဆွမ်းရည်တွေကိုပဲအရာတွေပေါ်မှာယင်းနှမြုပ်နာမလဲဆိုတာကိုတတိရှိရှိရွေးချယ်ဖို့အတွက်အကောင်းဆုံးလမ်းညွှန်ချက် guideline တစ်ခုပဲဟုတ်ကဲ့ဟုတ်ကဲ့ကိုပတ်ဝန်းကျင်မှာ ရော online မှာပါအစိုးမြင်ဝါရတွေအကျိုးမရှိတဲ့တရင်တွေ စိတ်သက်ကြစေတဲ့အကြောင်းအရာတွေအတင်းအဖျင်းတွေပင်းနဲ့နေချိန်မှာဒီစင်ရင်ကကျွန်တော်တို့ကိုကာကွယ်ပေးနိုင်တယ်ကိုစိတ်ထဲမှာနေရာပေးမဲ့ဧည့်သည်တွေကိုရွေးချယ်သလိုပါပဲအင်းဧည့်သည်ရွေးချယ်သလိုဟုတ်တယ်အပြုတ်တဘောမဆောင်တဲ့စိတ်ကိုညင်ညူးစေတဲ့ဖျားသခင်နဲ့ဝေးကွာစေတဲ့ຢာတွေအစားတိဆောက်စရာဖြစ်တဲ့ကုန်ကျေးစုရှိတဲ့ဖျားသခင်နှင့်သက်တော်မူတဲ့ຢာတွေကိုပဲတမင်တကာရှာဖွေစဉ်းစားဆင်ခြင်ခြင်းကကျွန်တော်ရဲ့ဝิญဉေရေးဟာ စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာကြမှာရစ်တဲ့မရှိမဖြစ်လိုအပ်ပါတယ်ဟုတ်ကဲ့ဒီနေ့ care information overload ကိုကိုင်တွေဟုတ်တကယ်လက်တွေ့ကြတဲ့နီလန်တစ်ခုပဲနှုံဆုံးအနေနဲ့အခန်းငယ်ဆက်သုံးအကျွန်ုပ်ကိုခွန်အားပေးသောခရစ်တော်အားဖြင့်အလုံးစုံတို့ကိုတတ်နိုင်၏ယက်မန်ကန်တဲ့အထုံးပြမှုကိုပြန်ပြီးအနှဲ့ချုပ်ရရင်လေဒါကကိုဖြစ်ချင်တာမှန်သမျှကိုယီမန်းချင်မှန်သမျှကိုလုံနိုင်နေဆိုတဲ့ black check လိုမျိုးမဟုတ်ဘူးပေါ့ ဟုတ်ကဲ့မဟုတ်ပါဘူး။အရင်အစားဘဝရဲ့ကြမ်းတမ်းတဲ့အခက်အခဲတွေဆင်းရဲဒုက္ခတွေကြုံရသည့်ဖြစ်စေတက်တောင့်တက်တာချမ်းသာကြွယ်ဝမှုတွေရှိနေသည့်ဖြစ်စေအဲ့ဒီဘလို့အခြေအနေမျိုးမှာမစိုးဘုရားသခင်ရဲ့အလိုတော်နဲ့အညီဘုရားသခင်ရဲ့ဆန်နှုန်းအတိုင်းရံ့ရဲစွာတည်ငြိမ်စွာသက်သာရှိစွာအသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ခရစ်တော်စီကလိုအပ်တဲ့အတွင်းစိတ်ခွန်အားကိုရရှိနိုင်တယ်ဆိုတဲ့အတွေ့အပြန်မျိုးသိရောက်တာပေါ့နော်လုံးဝမှန်ပါတယ် ဒါဟာအပြင်ပတ်အခြေအနေတွေကိုကိုကြိုက်တယ်လို့ပြောင်းလဲဖြစ်နိုင်ငယ်စွာအားတဲ့အဲ့ဒီအခြေအနေတွေကိုကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ခံနိုင်ရင်ရှိခြင်း resilience နဲ့အတွင်းစိတ်ရည်တည်ငြိမ်ခြင်း inner stability ကို crystal အပြင်ရရှိနိုင်တယ်ဆိုတဲ့အားအပြေဝါဆုံးခွာဖြစ်ကဖြစ်ပါတယ်။အေးဟုတ်ကဲ့အခြေအနေတွေက block ပဲဆိုရနေမှာစေဒါမှမဟုတ် block ပဲကောင်းမွန်နေပါစေယုံကြည်သူတယောက်ဟာသူ့ကိုခွန်အားပေးတဲ့ crystal ကြောင့် အတွင်းစိတ်မှာလိုင်းမထန်ပဲတည်ငြိမ်ရုံရဲစွာနဲ့ဘုရားသခင်တို့ဆက်လက်အသက်ရှင်နိုင်တယ်ဆိုတဲ့ခိုင်မာတဲ့အာမခံချက်ဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖိလစ်ပီယောဝါဒစာအခန်းကြီး၄ထဲကနေတကယ်ကိုလက်တွေ့ကြသည့်အာရှိစရာကောင်းတဲ့သင်ခန်းစာတွေအများကြီးကိုဆွေးနွေးခဲ့ကြတယ်အထူးသဖြင့်ကျမတို့အားလုံးလိုချင်ကြတဲ့ဝမ်းမြောက်မှုငြိမ်သက်ခြင်းနဲ့ရောင်ရဲခြင်းဆိုလာအလိုအလျောက်ရလာတာမျိုးဒါမှမဟုတ် ကံကောင်းမှရလာမျိုးမဟုတ်ပင်နော်ဟုတ်ကဲ့မဟုတ်ပါဘူးဖရာသခင်နဲ့တကြွစွာမိစ္ဆာယာဖွက်ချင်းဆိုလိုရာကဆူတောင်းချင်းပေါ့ကိုအတွေးတွေကိုတလိပြူစီးစစ်ချင်းပြို့ဘလို့အချင်းနေမျိုးမှမဆို ခရစ်တိုရဲ့ခွန်အားကိုမိခိုအားကိုချင်းအားထင်တဆိုင်မမတ်ကြိုးစားရယူရမယ်ဝိညာဉ်ကြီးရအတီးဖွင့်ပြီးဖြစ်တယ်ဆိုတော့ကိုနားလေသဘောပေါက်ခဲ့ရပါတယ်ဟုတ်ကဲ့ဒီဆွေနေမွေးရဲ့အဆောင်မှလည်း စဉ်းစားစရာအချက်လေးတစ်ခုထပ်ပြီးမျှဝင်ထုတ်ကြည့်ချင်ပါတယ်။ဟုတ်ကဲ့ပြောပါရှင်။ဒီဖိလစ်ပိအခန်းကြီး၄မှာအဓိကထားဖော်ပြထားတဲ့တွင်းစိတ်ရဲ့ညီတချင်းဝမ်းမြောက်ခြင်းနဲ့ရောင်ရဲခြင်းဆိုတဲ့အရာတွေကအခန်းရဲ့အဆုံးပိုင်းမှာ ရှင်ပေါလုချီးကျူးခဲ့တဲ့ဖိလစ်ပိသားတွေရဲ့ရဲရောစွာ ပေးကမ်းလူရမှုဆိုတဲ့အပြင်ပန်းလောက်ဆောင်ချက်နဲ့ဘယ်သူများဆက်ဆက်နေနိုင်မလဲ။အော်စိတ်ဝင်စားဖို့ကောင်းလေ။တနည်းအားဖြင့်ပေါ့လေ။ ကိုအတွင်းဆက်ရဲ့ပြီဝါမှုတည်ငြိမ်မှုကကိုပတ်ဝန်းကျင်ကိုကောင်းမှုပြုဖို့သူတစ်ပါးကိုစေတနာနဲ့ပေးကမ်းဖို့ဘလန့်ထီတွားပေးနိုင်မလဲကိုနိုင်အတွင်းမှာပြေးဝငင်းတနေခြင်းကအပြင်လောကကိုဘလို့အကောင်းဘက်ကတည်ရောက်မှုတွေပေးနိုင်မလဲဆိုတာကိုဆက်လက်ဆင်ခြင်ကြည့်ဖို့အားပေးခြင်းပါတယ်ကိုနိုင်ပြည့်စုံမှသူတစ်ပါးကိုပေးကမ်းနိုင်တာလားတမမို့ပေးကမ်းခြင်းကပဲကိုကိုပြည့်စုံစေတာလားဆိုရဲမိကုံးမျိုးပေါ့လေတင်းငင်းစရာမိခုံးပါပဲ တွင်းစစ်ရဲ့အခြေအနေနဲ့အပြင်ပန်းလွတ်ဆောင်ချက်တွေအထူးသဖြင့်ပေကန်းချင်းကြာကအပြန်လန်ဆက်ဆက်မှုကိုစဉ်းစားဖို့အချက်ပေးလိုက်တာပဲတကယ်စဉ်းစားစရာပါဒီနေ့ကျမတို့အထူးတကွစူဆန်လေးလာခဲ့တဲ့ဖိလစ်ပိအခန်းကြီး၄ကအချက်လက်တွေကနားထောင်သူတို့လက်တွေ့အသက်တာမှာအကျိုးရှိစေမဲ့တွေ့အခေါ်တစ်တွေခွန်အားတစ်တွေရရှိစေနိုင်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ကဲ့မျှော်လင့်ပါတယ်။နောက်တစ်ချိန်ဒီလိုအတ္တိကညာခီလမ်းမှာပြန်လည်ဆုံးတွေ့ကြပါဦးမယ်။